ကဲမေဆွေတို့ရေအားလုံးပဲမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်လိုက်ပါတယ်နော်ကဲဒီနေ့နေ့ရဲ့ဖြစ်စဉ်လေးတွေကတော့နော်အဖြစ်ကတော့မနှစ်ကနဲ့မတူအောင်ဖြစ်သွားတယ်လို့အဲ့တော့ငယ်တဲ့ကူမွေဘွေးတယ်မကောင်အခုဗမာပြည်မှာနဂါးတွေလည်းပေါ်တယ်လေဟိုဘယ်လိုပြောမလဲလူနဂါးတွေရောဖုန်ကြီးနဂါးတွေရောဖြစ်နေဟာလားဖုန်ကြီးကလည်းနဂါးတွေ နဂါပေါနဂါပေါတော်မှာပဲမိုင်ပေါင်း3000ကျော်တယ်တဲ့ဗမာပြည်မှာအဲ့လိုတွေဖြစ်နေတယ်ညာတို့မဲဆောက်မှာကတော့အခုဆိုရင်မိုးတွေလည်းယွာနေတယ်မှာတော့အသေးသံပဲမနေ့ကလည်းယွာတယ်ဒီနေ့လည်းယွာတယ်အဲ့တော့ရာသီဥတုရလည်းမကောင်းစိုက်တွေလည်းကြပြောင်းကြပြန်နေဖြစ်အဲ့တော့ဒီနေ့ကတော့ငရိမှုဝေးမှုအခုတော့ငကားတက်ပေါက်သွားပြီခံစားလိုက်ရတယ်နော်အနန္ဒီကတော်တော်ဆိုးတယ် အဲ့ကြောင့်ဆရာပြောတာဗောဟုတ်လားအဲ့ site တွေကမလွဲဘူးတော့เนาะအခုတော့မကြည့်မဖြစ်သွားတဲ့ပုံလေးဟုတ်အဲ့ညနေ3ထိတ်လို့တီလိုက်တဲ့သေးကြပြီငါကနာ3ကိုပဲ3ကိုထွက်ပြီဆိုတာဆရာ3ထိတ်တီတွေကဆရာတွက်ထားပြီထင်တဲ့အတိုင်းပဲအခု39ဆိုပြီးပွဲသိမ်းသွားတယ်အဲ့လိုအဲ့တော့ကြံကနန်းကလည်းဆရာမနေ့တည်းပြောတယ်မလား2 3ကိုကြံနေတယ်เนาะအဲ့ကနန်းပူရတယ် ဟာလားအခုမနက်ကလည်းတလုံးမမထီတော့ဒီညနေပူပွားတယ်နော်အဲ့တော့ဟိုကဗာလဲအဲ့ဒီကောင်ကဒါကြောင့်ဆီကမနက်ထဲကဒီမှာဒီ၄ရှစ်လို့ကြဆိုင်ကမနက်က၄ရှစ်တွေ့တယ်မလား၄ရှစ်တွေ့တော့၄ရှစ်ကိုပါဝါချင်း၃ကိုအဲ့ဒီ၉၃၃ကိုကကျင်းတီပေါက်ဒီကောင်ဖြစ်နိုင်တယ်ဆိုပြီးဆီကမနက်ကဒါကိုဆီကအရင်ထည့်ပေးလိုက်တယ်ထင်တဲ့အတိုင်းပဲအခုဒီညနေကျတော့ဟော39ဆိုပြီးအလုံးလုံးပါတယ်အဲ့တော့ဒီညနေကနန်းက အဲ့တော့မနေ့ကခဏငါဒီညနေမှာထွက်တယ်ဒီညနေခဏငါမနေ့မှာထွက်မယ်ပေါ့နော်ဟိုကတော့အဲ့လိုဖြစ်နေတယ်ဟိုမနေ့ဖြစ်အောင်ဟိုဆရာအဲ့ဒီဒီညနေဆရာပြခဲ့တယ်ဒီညနေကဆရာပြီးခဲ့တယ်ဆရာ site ပြပြီးခဲ့တယ်3ည6ဟိုမနေ့ဖြစ်အောင် ပြန်တွေ့နေတယ်တဲ့ပဲတစ်ခွက်တည်းပြန်တွေ့နေတယ်အဲ့ဒီကောင်လာလိုက်မယ်လို့မနေ့ဖြစ်အောင်ဟိုကဘယ်လိုပြောမလဲခဏနှစ်ခွက်ပဲနှစ်ခွက်ပဲဆရာတဏီကုံစာတင်ပြလိုက်မယ် တနေ့ကတင်ပေးလိုက်မယ်အဲ့ဒီညနေပိုင်းကိုချက်ထပ်မတင်တော့ဘူးเนาะတခွက်ကဒီမှာဒီဆက်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 ဒါကတော့နောက်ပြီးပြပေးမယ်เนาะဒီချက်ကြည့်မယ်ဟုတ်လားနောက်ပြီးဒီချက်ကြည့်မယ်ဒီမှာဒီဆက်တခွက်ကတနေ့ကိုထိုးရမယ်ပရိတ်ကိုးဝယ်နဲ့ပါဝါဘူးတနေ့ကိုထိုးရမယ်ကြာမှာကသူကညနေပိုင်းမှာကြာမှာနောက်ဒီမှာကြည့်ဒီမှာဆရာခုနတော့အောင်မှာကြာတဲ့ငယ်ချင်းတွေဆရာစိုက်တွေချပြလာလို့ခဏလေးချပြလာလို့ဒီမှာဒီကနေ့နှစ်ခွန်တနေ့ကိုထိုးရမယ်เนาะကြာမှာညနေမှာကြာမှာ ဒါပေမဲ့မနေ့ထက်ကြိုထူဘာဖြစ်လို့ဆိုတော့ကြိုထွက်လာမှကြောက်လို့အဲ့တော့ဒီကနန်းစီဒီနေ့ကိုမနေ့အောင်ညထိုးရမယ်နောက်တစ်ခါမနေ့အတွက်သီးသန့်ဒီမှာဒီညနေရတို့ထိုးခဲ့တယ်၃ည6အဲ့ဒါမနေ့ဖြစ်မနေ့ကိုထိုးမယ်ဒါဒီနေ့ကိုထိုးပေါ့နော်ဒီကနန်းနှစ်ကွက်လုံးအဲ့ဒါမနေ့ဖြစ်ညနေရှာမတင်တော့ဘူးဟုတ်လားမနေ့ဖြစ်ညနေမတင်တော့ဘူးဟိုထပ်ရှာရင်တော့ထပ်တွေ့ရင်တွေ့မှာပေါ့ဟုတ်လား ထပ်တွေ့လို့ဟိုနှစ်ခွန်လို့36တို့ကိုအထောက်ကူရမယ်စိုက်မျိုးလေးပါလေးတွေ့ရင်တော့ဆရာထပ်တက်ပေးလိုက်မတွေ့ရင်တော့မတင်တော့ဘူးเนาะအခုဒီညဆရာပြပေးမှာကအခုခဏနှစ်ကွက်နှစ်ကွက်ကအခုခုနကတော့ဆရာပြောခဲ့တယ်နှစ်ခွန်ရယ်36ရယ်ဒီညနေတူထိုးခဲ့တဲ့ဒီမှာ36လို့ထိုးအာဒီမှာကိုသုံးဖြောင်းရယ်ကွာအဲ့ဒါပဲကွာရုံပါတယ်ကွာအဲ့ဒါညမှားနေဒီမှာအဲ့မှာကြည့်ဒီမှာကို39ကို3ဖြစ်သွားတယ် โอ้ยအဲ့ဒါပဲပေါ့ဘဇက်ကခေါ်လာ၃ခုကဲဒီလိုပဲထားလိုက်တော့နော်ဒါဆိုတော့ဘောပေါက်ပေါက်လောက်ပေါ့နော်မရှိဘူး၃ခုဟုတ်ပြီအဲ့တော့ပြန်ရေးနေဟောမှာအရှိကြီးလည်းဖြစ်မယ်စားရလဲကုန်မယ်ပေါ့နော်အဲအဲ့ဒါကြောင့်ဆံမရေးတော့ဘူးဒီမှာဒါလို့ဆိုရင်မေးစုလို့သိပါပြီနော်ကိုဟိုလူဝါဒနာရှင်ကတော့သိမှာပေါ့လားဒီမှာ39နော်ဒီညနေထွက်တဲ့ကနားဟုတ်ပြီ ကြတာဆိုရင်အခုမနေ့ဖြစ်မနေ့ကိုမနေ့တော့ဟုတ်ကောတနေ့ကိုထိုးအောင်ပါဒါမနေ့ဆိုင်ကမနေ့ဆိုင်တက်ွက်လာမယ်အခုဒီညနေထိုးခဲ့တယ်ဒူဒီညညနေထိုး36ကြီးမနေ့ဖြစ်ပြန်ထိုးရမယ်ဒါကတက်ွက်နောက်တစ်ခါခုနကတော့နေကိုထိုးရမယ်ခဏအဲ့တက်ွက်ပြပေးမယ်နော်ကြတာဆိုကြည့်မယ်ဒါဆိုကြည့်မယ်တဲ့နည်းနည်းလေးဖွဲလိုက်မယ်နော်ဒီကလေးဟုတ်ပြီကြတာဆိုကြည့်မယ်ဟုတ်လား thank you ဒီကင်မရာတော်တော်လေးချိန်ရတယ်တော်တော်လေးတော်လေးချိန်မှမိတ်ဆွေတို့အဆင်ပြေမှာမို့လို့နော်ချိန်ပြီးတာโอเคဟုတ်ပြီအဲ့ဒါကိုကြည့်အောင်ကြည့်အောင်ဆိုတော့ तू ကလေးကမြောက်တော့ထိုးရမှာတော့မနေ့ကောင်ညောင်နေကောင်ထိုးဒါမဲ့ तू ကကြမှာတော့ညနေပဲလေးပဲမှာတကွက်တဲ့တကွက်ထဲမှာဗရိတ်ကောလုံးပိုင်နဲ့လုံးပိုင်နဲ့ဗရိတ်လုံးပိုင်နဲ့ဗရိတ်အဲ့လိုသွားမှာကတ္တာဆိုရင်လုံးပိုင်အရင်ပြမယ်မကြည့် ဒီမှာ6ဒီမှာ1 6နဲ့1တဲ့ပေါင်းမယ်ခွန်ခွန်ကို9နဲ့ပေါင်းမယ်6 6ကိုဒီ8နဲ့ပေါင်းမယ်တိအဲ6 1 9ကွာ6 6ကို8နဲ့ပေါင်းတော့ပါလေ4တဲ့ဒီ4ရဲ့လုံးပိုင်းနော်ဒီ4ရဲ့ပိုင်းဒီ4ရဲ့ပိုင်းအဲ့ဒါဘယ်မှာကြာမလဲဒီမှာကြာမှာ4ပိုင်းဒီမှာကြာမှာ ဟုတ်ပြီနော်နောက်တစ်ပင်ဆက်ကြည့်မယ်အဲ့တော့အဲ့လိုပြီးတာနဲ့သူကတပင်ကြောမယ်ဒီတပင်ကြောမယ်နော်အဲ့ဒီပင်လှက်ထားခဲ့မယ်အဲ့ဒီပင်ကြောမယ်ကြောပြီးရင်နောက်တစ်ပင်ဆက်ကြည့်မယ်ဒီတပင်ကဒါသူပြောမှဆိုရင်သူကသူကတွင်ဆောင်ပေါ့အဲ့လိုတွင်ဆောင်တွင်မျိုးအဒီတပင်ကြောလိုက်မယ်ကြောပြီးတော့နောက်တစ်ပင်ဆက်ကြည့်မယ်နော်ဒီမှာ shit ဒီမှာ6ဒီမှာ3ညဒီမှာ4 ဲ့တော့8 6တုံညာလေးအဲ့ဒီလေးလုံးပေါင်းခြင်းဒီရှစ်အဲ့ဒီရှစ်ကဘိုင်းလုံးပိုင်းเนาะအဲ့ဒီရှစ်ကဘိုင်းဖြစ်သွားပြီဒီမှာအောက်ကောင်းပြီပါသွားကဲဒါရှစ်ပိုင်းဘာမှကြမလဲဒီမှာကြမယ်ဟုတ်ပြီเนาะအရှစ်လုံးပိုင်းကြပြီเนาะရှင်းတယ်เนาะမေဆိုတိချာကြည့်เนาะကဲဒါဆိုရင်ဒီမှာဒီဒီဝင်ထက်ကြော်မယ် ဒီမှာနော်ဒီအလားတူဒီကောင်ကြော်မယ်လုံးမယ်ကြပြီးကအောက်ကတပင်ကိုကြော်မှာဟုတ်ပြီဒါဆိုရင်နောက်တစ်ပင်ဆက်ကြည့်မယ်လေးကမြောက်နော်တခွက်ထဲသူကမနဲ့ညထုံးတော့ကြမှာတော့ညနေမှာကြမယ်မနဲ့ခဲ့ကြိုထိုးတာအကယ်၍မနဲ့မကြညနေဟုမိတ်ဆွေတို့ကြိုက်တယ်လို့လို့ဟုတ်ပြီနော်ဆရာဘက်ကကြိုက်တယ်လို့လို့ပြောတာနော်ဟိုပုံအောလိုက်လို့ပြောတာမဟုတ်ကြိုက်တယ်လို့လို့အဲ့လိုပြောတာကတ္တာဆိုရင်ဒီတပင်ကြော်မယ်ဒီမှာနောက်တစ်ပင်ဆက်ကြည့်မယ် ဒီမှာ6ဒီမှာ1 6တိပေါင်းတော့ခွန်ခွန်ကိုဒီ9နဲ့ပေါင်းမယ်ဘယ်လောက်လဲ6တိ9ပေါင်းညီညီ2 2နဲ့ကိုဒီ9နဲ့ပေါင်းမယ်ဘယ်လောက်လဲခွန်နဲ့အဲ့ဒီခွန်စီခွန်ပိုင်နော်အဲ့ဒီခွန်စီခွန်ပိုင်အဲ့ဒါဘယ်မှာကြမလဲဒီမှာကြမယ်ဒါညနေဖေးကြီးပဲတီးတန့်ဆင်းနေတာနော်ညနေကြီးတီးတန့်ဆင်းနေရနော်အဲ့တော့ အခုဖြစ်ရမှာဆိုညနေမှာဖြစ်ရမှာဒါပဲနဲ့ဆရာမနေ့တည်းကျူထိုးခိုင်းတာနော်ကြိုက်ရင်ပေါ့လေမကြိုက်ရင်တော့မထိုးနဲ့ပေါ့ဟုတ်တယ်လားဟိုကိုကြိုက်လို့ထိုးပြီးတော့မှ မဖြစ်လာရင်ဆရာတော့အပြစ်မတင်နဲ့မတင်နဲ့ဆိုတာဆရာကစိုက်နဲ့တကွာချပြပြီးတာနော်ဆရာစိုက်နဲ့တကွာပြပြီးတာဟိုသူများတွေလို့ဒီလိုဒီလိုပြပြီးတော့မှဟလာဟိုဖုံးဟိုဘယ်ဖုံးဟိုင်းမှာတို့ဘယ်မက်ဆေ့ဟိုင်းမှာတို့မမဝင်ရင်ဘယ်လိုဘာတို့ ဲ့ဒါတွေမလာနဲ့ငါမကြိုက်ဘူးကြံလဲဝါသနာလည်းမပောက်ဘူးညာစေတနာတန့်တန့်လေးနဲ့ပြပြီးတဲ့ကြိုက်ရင်လုံးမကြိုက်ရင်မလုံးနဲ့ကြိုက်လို့လုတ်ပြီးတော့မှရှုံးတော့မှဆရာကြီးဘယ်လောက်ရှုံးပါတယ်ဘယ်ပြည့်ဖြစ်ပါတယ်ဆိုတော့လမ်းမမှန်နဲ့အဲ့ဒါဆရာလည်းမခံဘူးဒါအကောင်းပြပတ်တာနော်ဒီနေ့ညကဘယ်လိုပြောမလဲဥမာဆရာရဲ့ဟိုရဖဝင်ခွဲတွေနော်ဒီမှာတစ်ခေါက်မပြောဘူးဧည့်သည်ရောက်လို့ဆရာနည်းနည်းတော့ခုန်နေဖြစ်တယ် အဲ့ဒါလေးဆရာပြောပြတာနော်အဲ့တော့ဟိုကိုကျဲလို့လှုပ်ပြီးတော့မှနောက်မှဘာညာတော့ဆရာလာမပြောနဲ့လက်မခံဘူးအခုဒီမှာပြထားတယ်နော်ပေါ်တင်ပြထားတယ်နော်ပြပြီးရင်လေတချို့ကဘာလုပ်လဲဆိုတော့အဲ့လိုဒီပြ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 ီးတော့မှတခွက်ကောင်းလို့ချင်ရင်ဘယ်ဖုန်းနံပါတ်ကိုဟိုင်းခဲ့ပါဒါလိုင်းပေါ်မှာအဲ့ဒါကြီးအများကြီးတွေ့ရတယ်ငါလည်းအဲ့ဒါကြီးစောက်သေးတယ်ရတာဘာလဲစည်စနာပိုင်းပြလိုက်ပေါ့ငါတာထိုးတယ်ဒါကြိုက်တယ်ဒီလိုလုပ်တယ်ဒီလိုပြလိုက်ပေါ့ ဩလူတွေလည်းနော်တော်တော်ဆိုးတယ်တော်တော်လေးကွာကြကတားဆိုရင်အခုဒီမှာ6 1 5 5ပေါင်းချင်းစီလေးလုံးပေါင်းရင်ခွန်အဲ့ဒီခွန်ဒီမှာခွန်ပိုင်နော်နောက်ပြီးပြိတ်ပြမယ်ခွန်ပိုင်နဲ့ပြိတ်နဲ့ဆိုရင်တကွက်တယ်တကွက်တယ်ဆိုသွားတာအဲ့ဒါဆိုရင်ဒီဒီမင်ထက်ကြော်မယ်ဒီမှာနော်3866တကွင်ထပ်ကြောင်းမယ်ကဲအခုမနေ့ဖြစ်အောင်ကိုကြည့်မယ်ဒီမှာ၄ဒီမှာ3ည နော်ဒီမှာတော့ဒီမှာတော့ဟိုကနအွက်တော့ကုန်သွားပြီကုန်သွားတဲ့အတွက်ဒီအောက်မှာဆရာချပြပေးမယ်နော်၄3 3 3 3 9မလားအဲ့တော့၄3 3 3ဒီမှာ3ညာနော်၄3 3 3ညာအဲ့ဒီ၄လုံးပေါင်းတာ၄3ညာ3ပေါင်းမျိုးခွန်ဒီ3ညာနဲ့ပေါင်းတော့လေခွန်ပဲဗောအဲ့တော့မနေ့ကဟိုခွန်ပိုင်နဲ့ခွန်ပိုင်ဗျာ ဒါကသူကပေးရမှာညနေပိုင်းတော့ဒီမှာပေးရမှာဒါမှလည်းဆရာမနေ့ပိုင်းနဲ့ချူထိုးခိုင်းတာလေးပင်ကူကြိုက်ရင်လုံမကြိုက်ရင်တော့မလုံနဲ့ပေါ့နော်ကြက်ကောင်းပြီဒါဆိုရင်ဗရိတ်ကြည့်မယ်ဗရိတ်ကိုဆရာကာလာခွဲလိုက်မယ်အယောင်လေးနဲ့ခွဲပြီးမယ်နော်အယောင်လေးနဲ့ခွဲပြီးမယ်ရှင်းသွားအောင်လို့ဟုတ်လားအယောင်လေးနဲ့ခွဲပြီးမယ်အခုဒီမှာလေးပိုင်းရတာပြီနော်ဒီမှာဒီလေးလုံးပေါင်းတာလေးပိုင်းလို့ရတယ်ရတဲ့အခါမှာဗရိတ်ကိုကြည့်မယ်ဗရိတ်ကဘယ်လိုပေးမလဲ ဒီမှာရှစ်ဒီမှာเนาะဒီထိတ်စီရှစ်ဒီထိတ်စီရှစ်ရယ်ဒီအပိတ်လေးရယ်ဒီရှစ်လေးပေါင်းမယ်နေဒီအဲ့ဒီကောင်ကပြိပ္ပာတဲ့ဒီကောင်ပြိပ္ပာအဲ့တော့လေးပိုင်ကိုနှစ်ပြိပ္ပာနေဆိုတော့မိတ်ဆွေတို့ဘာကပ်ဒီမှာရှစ်ထိတ်ဒီမှာလေးပိတ်ရှစ်လေးပေါင်းခြင်းဒီနှစ် အဲ့တော့လေးဘက်ကိုနှစ်ပရိတ်ဆိုတော့ဘာကမဟာရီမှာရှစ်တလုံးကတ်လိုက်အာတော့အာမယ်နော်ဒါဆို48လို့ဒီမှာတကွက်တဲ့သူပြီးရဟုတ်ပြီနော်အဲ့တော့လေးဘိုင်နဲ့ဗရိတ်နှစ်ဆိုတော့သူကရှစ်ကတ်လိုက်ပါမယ်ဒါဆိုရင်48လို့သူတကွက်တယ်ပြီးတော့အာတော့အာမယ်နော်မအာလို့မရဘူး ခဲ့ဒါဆိုရင်နောက်တစ်ပွဲဆက်ကြည့်မယ်ဒီမှာတပင်ကြော်မယ်ဒီမှာ8 6 3 4ပေါင်းချင်းဒီ8ပိုင်ဒီမှာရပြီဟုတ်ပြီနော်အဲ့တော့8ပိုင်ရတော့ပြိဖမ်းမယ်ပြိကြည့်မယ်ဒီမှာ၄ထိပ်နော်ခုနကတော့ဒီအလဲကောင်နော်ဒီ၃ပင်ကိုဒီအလဲကောင်ကဒီအလဲကစိုက်ကဒါပြိကြည့်တာနော်ဒီအလဲထိတ်နေပြိပေါင်းချင်းဒီပြိဒါဒီတပင်ကြော်မယ်အဲ့တော့ ဒီလေးလုံးပေါင်းခြင်းဒီက၈ပိုင်းအဲ့ဒါဆိုရင်ဒီအလေရဆိုင်အလေရကဏ္ဍနှလုံးထိတ်ဖိတ်ပေါင်းမယ်လေးအဲ့ဒီလေးစီပြိဋ္ဌာတဲ့ကဲအဲ့တော့၈ပိုင်း၄ပြိဋ္ဌဆိုမိတ်ချူဘာကတ်မလဲ၈တလုံးမထက်ကတ်အမောင်၆တလုံးထက်ကတ်ရမယ်တဲ့ဒါဆိုရင်၈၆လို့ဒီမှာတကွက်တဲ့သူပြီးအာမယ်နော်အာမယ်နော်မအာလို့မရဘူးအာမစိတ်ချရမှာ ကြိုက်ရင်ပေါ့လေမကြိုက်ရင်တော့တော့မလုံနဲ့ပေါ့နော်ဒါဆိုရင်နှစ်ပင်ရောက်ပြီနော်နှစ်ကြိမ်မြောက်ပြီခဲ့တာဆိုရင်နောက်တက်တဲ့အချိန်ဆက်သွားမယ်ဒါဆိုရင်ပြီးပြီဒီဒီပင်ထက်ကြော်မယ်ဟုတ်ပြီနော်ဒီဒီပင်ထက်ကြော်ပြီးတော့တက်တဲ့ကပ်မှာထက်ကြည့်ရအောင်ထက်ကြည့်အောင်ဆိုတော့ဘယ်လိုကြည့်မလဲဒီမှာ6ဒီမှာ1ဒီမှာ5ဒီမှာ5ဒီလေးလုံးပေါင်းမယ် ဘလောက်လဲဒီမှာ99ပေါင်း10ဒီ6တက်ကခွန်အဲ့ဒါဆိုရင်ခွန်ပိုင်လို့ရပြီဒီမှာထွက်မယ်ခွန်ပိုင်ခွန်ပိုင်ကိုထွက်တဲ့နေရာမှာအဲ့တော့ဗရိတ်ကဘာလာမလဲဆိုတော့ဒီမှာအလေကကောင်းမယ်နော်ဒီမှာကြည့်ဒီကောင်ပေါင်းချင်း2ပိုင်နော်တပင်2ပင်3ပင်ချပြီးတော့ဒီကောင်ပေါင်းချင်း4ပိုင်ဟုတ်ပြီနော်တပင်2ပင်3ပင်ချပြီးတော့အဲ့တော့ဟုတ်ပါဘူးဒီကောင်ပြီးတော့ เนี่ยเนี่ยเนี่ยนี่ไป จะเป็นนี่เป็นชาอ๋อนี่เป็นชาที่กองบอยนี่ไปจะเป็นนี่เป็นจะเป็นนี่เป็นชาที่กองบอยลีลีบรีจะเป็นนี่เป็นชาเอ๊ะจ้ะมาอาเทียชาวเวยไอ้ที่กองบอยนี่ดีดีไอ้ที่ดีประเบาร์เนาะแต่ที่กองบอยประเบาร์สรุปคนไปที่ประเทศช่วยไม่ช่วยปากกันเลยให้มาลีดลงกันไป ဒါဆိုရင်ခွန်၄လို့သူတကွက်တယ်ပြီးတာ၄ဘင်ကူးနော်ကြိုက်မှလုံမကြိုက်မှလုံတယ်ဟုတ်လား၄ဘင်ကူးနော်ဒါမျိုးပြီးတတ်တယ်မပြီးခြင်းလည်းမပြီးပြီးခြင်းလည်းပြီးမယ်နော်တချို့က၄ဘင်ကူးကိုကြိုက်တယ်ဇာတ်မကြိုက်ဘူးဇာတ်က၄ဘင်လေးပင်လေးကူကူပြီး9ပင်ကူ9ပင်ကူ6ပင်ကူကြတော့ဆရာတို့အဖေကြိုက်တာအဲ့ဒါမျိုးကြတော့ဟောဟောမဟုတ်ဆရာတို့အပိုင်ဝေးရတာအဲ့ဒါမျိုးပါ ဒီလိုဘူးဘူးကြတော့ဆရာတို့ကသိမကြတချို့က၄ပင်ဘူးကြတယ်တချို့က၃ပင်ဘူးကြတယ်ဘူကောမိုက်တွေမှာဆရာကိုရေးတယ်သူက၃ပင်ဆိုမပြီးတော့ဘူးတဲ့မရတော့ဘူးတဲ့အဲ့ဒါတွေမလောက်ပါနဲ့တဲ့ဟောမလောက်ပါနဲ့ဆိုတော့ဆရာတွေ့တာမြင်တာပြပေးတာလေမလောက်ပါနဲ့ဆိုတော့ဘယ်လိုပြောမလဲဒါပေမဲ့ဆရာကလည်းဒီ၄ပင်ဘူးကတော့ဟိုတိတ်တော့မကြိုက်ဘူးဒါပေမဲ့မှန်တတ်တာများတယ်မှန်တော့မှန်တတ်တယ် အကြိုက်ဆုံးကတော့၄ပင်ကနေပြီးတော့၅ပင်၅ပင်ကနေပြီးတော့၆ပင်ကိုဆရာအသေးကြိုက်တာအဲ့ဒါမျိုးကြတော့ဆိုပါဆရာတို့ကစပက်ရှယ်ကိုင်တာဒါပေမဲ့ဒီလိုဟာမျိုးကြတော့ပြေးခြင်းလည်းပြေးမှာမပြေးခြင်းလည်းပြေးဆရာတို့အာမမခံအဲ့တော့ခုနက၅ပင်မှန်ပြီး၆ပင်ဆိုရင်ဆရာကြိုက်တယ်၆ပင်နဲ့9ပင်ကျော်9ပင်နဲ့10ပင်ဆိုရင်ဆရာကြိုက်တယ်နော်ဒါဒါလားဟိုစုံခြင်းတွေစုံကြမဲ့အချိန်တွေကြိုက်တယ်သဘောပေါ့အဲ့လိုပြောတာနော်အဲ့တော့အခု ခဲ့ဒီမှာကြပြီနော်ဒီလုံးပေါင်းတာခွန်ပိုင်ဒီမှာအခွပေါင်းရင်ထိပ်ဖိပေါင်းရင်တစ်ကဗရိတ်ခွန်ပိုင်တစ်ဗရိတ်ဆိုခွန်၄လေးတလုံးကလည်းခွန်၄လို့ကြာခဲ့တာဆိုရင်ဒီမှာတပေထက်ကြောင်းမယ်ဟုတ်ပြီအခုမနေ့ပြန်အောင်ကြည့်ပဲနော်ဒီမှာ၄၃၃၃ညလေးလုံးပေါင်းတာခွန်ပိုင်နဲ့မနေ့ပြန်အောင်မိတ်စုကြီးခွန်ပိုင်နဲ့နေကုန်နော်နေကုန်တို့နော်နေကုန်တို့ ကြာမှာတော့ညနေမှာကြာမှာဒါပြောလို့မတတ်ဘူးဟုတ်လားအခုဒီနေ့လို့ပေါ့မနေ့ကကြာမယ်ခဏအခုဒီညနေမှာကြာတယ်အဲ့တော့ညနေကြာမယ်ခဏကိုမနေ့ဖြစ်သွားနိုင်တယ်ဒါကြောင့်တင်ကိုထိုးပါလို့ပြောတာကြာရင်လုပ်ပေါ့နော်မကြာရင်တော့လည်းမလုပ်နဲ့ပေါ့ဒါတော့သူဝါသနာရှင်ရဲ့သဘောဟုတ်တယ်လားအဲ့ဒီနေရာမှာပရိတ်ကြည့်မယ်နော်ပရိတ်ကြည့်မယ်ဆိုပရိတ်ကဘယ်လိုသွားအောင်လဲဆိုဒီမှာလေလေလေခဏလေးဒီဒီပိုင်းကြော်မယ် อะดีบอมอ๋อเดี๋ยวมาเดี๋ยวมาเดี๋ยวมาตรงนี้เทกเนาะเดี๋ยวมาตรงนี้เทกเดี๋ยวมากู้ไปตรงกู้เดี๋ยวมาตรงนี้ที่เดี๋ยวมากู้ไปจุดอปริกะกู้ว่ากู้ปริเดี๋ยวไม่ช่วยดุยีจ้าส่วนพากำเลยขณะตะกวดได้พี่ก้อยเนาะพอไทม์เองตะกวดให้ไปเซนละนะจ้าส่วนนี่ยกันเลยคนเส้นนี้เดี๋ยวตะกวดให้ไม่ช่วยดุยคนเส้นนี้เดี๋ยวอาเมย์เนาะอาเมย์ ဒါနေကုန်းနော်မနေ့ထက်ကြိုထိုးမယ်နော်မနေ့ညနော်ဒါတခါလေအပီးပြောထားပြီနေ့ပြန်ညနေမတင်တော့ဘူးဒါဒီညကဒါအပီးတင်တာနော်ဒီညအပီးတင်တာနေ့ပြန်ညနေမတင်တော့ဘူးနော်ကတားပြင်နောက်တစ်ခွက်ထက်ကြည့်မယ်နောက်တစ်ခွက်ဒီမှာသူကတော့ဘယ်လိုပြောမလဲဒီနားလေးကနေပြီးသုံးပင်ကူးလေးကြိုက်ရင်လို့နော်ကြားတော့ပြောတာရှင်းတယ်နော်ကြိုက်ရင်လို့ပဲနော်ကိုကြိုက်လို့လှုပ်ပြီးတော့မှတော့ခုနပြောသလိုပေါ့ နောက်ပြီးတော့မှအကယ်၍ခဏမကြခဲ့တာတော့ဘာလို့ခုကိုကတော့လာမပြောနဲ့ငါဆရာဘလော့ပလိုက်မှာရှင်းတယ်တခါလေးဘလော့မှာနော်အဲ့တော့အခုနောက်တစ်ပွင့်ထပ်ကြည့်မယ်ဒါကတခွက်တယ်တခွက်တယ်နော်36ဒီညနေသူထိုးခဲ့တဲ့36အခုမနေ့ပြန်ဘူးမပြန်ဒါဒီမှာ82ပေါ့နော်ခုနကတော့ဒီမှာအာပြခဲ့ပြီပြီနော်မိတ်ဆွေတို့ ရှင်းနေနော်80နှစ်နဲ့ပြန်အားမယ်တနေ့ကိုမနေ့ညအားမယ်အခုမနေ့ပြန်မနေ့ပိုင်းဒါတီးကြမို့သူကမနေ့မှမနေ့ပိုင်းထွက်ပါဒါပေမဲ့လို့မနေ့လဲထုံညလဲထုံခဏနှစ်ကွက်တည်းအားနှစ်ကွက်တည်းဆိုတော့မနေ့ကောညကောအဲ့ခဏနှစ်ကွက်ပဲထုံကြိုက်ရင်ပေါ့လေမကြိုက်တော့မထုံနဲ့ပေါ့ဟုတ်တယ်နော်ကြက်တာဆိုကြည့်မယ်ကြည့်မယ်ဆိုတော့မကလာခွဲလိုက်မယ်ခဏနေဟုတ်ပြီဒီမှာ၄နော်ဒီမှာ လေး၃ညာ၃ညာဆိုတာအဲ့တော့လေးဒီမှာလေးဒီမှာက၁၅၈၆အဲ့တော့ဒီလေးရယ်ဒီ၆ရယ်ပေါင်းမယ်နော်၄၆ပေါင်းတာကဘာလဲ၃ညာတဲ့နော်ဒီမှာလေးနဲ့၆ပေါင်းခြင်းက၃ညာအဲ့ဒီ၃ညာကြောင့်ဒီမှာကြည့်ဒီနှလုံးဒီ၃ညာလို့ပြန်ထည့်ရမယ်ဒီမှာ၅ရှိခြင်းကြောင့်တပင်ကြော်ပြီးတော့ တုံညာဖြစ်အောင်ဆိုရင်ဒီမှာ၅ပိတ်ပဲပေါ့ဒါဆိုရင်ဒီတုံညာကြောင့်ဒီမှာလည်းတုံညာဖြစ်မှာတုံညာနှလုံးရပြီဒီတုံညာကိုဒီတုံညာလို့ထည့်တာဟုတ်ပြီနော်ဒီတုံညာကိုဒီတုံညာလို့ထည့်တာကဲထားနောက်တစ်ပင်ဆက်သွားမယ်သူကနေအပင်ဆက်သွားတာနော်ဒါ၄ပိတ်တက်၄ပိတ်တက်သွားတာကဲဒါဆိုထားနောက်တစ်ပင်ဒီမှာ၆ဒီမှာ၆ဒီမှာ၆ဒီ၆ဒီ၆ကြောင့် ီ6ဒီ6ကပေါင်းခြင်းစီဗာလဲနှိတဲ့ဟုတ်ပြီနော်ပေါင်းခြင်းနေနှိဒီနှလုံးနှိလို့ဖြစ်လို့တဲ့ဒီနှလုံးဒီလဲနှိလို့ပြန်ထည့်ပေးရမယ်ဟောဒီမှာ၄ရှိခြင်းကြောင့်ဒီမှာ၈အပိတ်လို့ဟုတ်ပြီနော်ဒီနှလုံးတုံ့ကြကြအောင်ဒီနှလုံးတုံ့ကြလို့ဖြစ်ဖို့ကဒီမှာ၅ရှိနေတော့၅အပိတ်လို့ဝင်တယ်။သူနဲ့သူနဲ့6ဒီ6 6ပေါင်းခြင်း2ကြောင်းနဲ့ 你、啊呃啊、呢？他呢皮肤啊，你嘛类型一样，血白路完，好为喏。该大做人，对嘛？冬天对嘛？冬天，冬天里头啊，包呢热红嘞，冬天路撇的，冬天路撇热嘞，天热地热，冬天路撇不一样个。大做人八辈嘛嘞，对嘛？类型一样，翘出来个那都拢不一样。好为喏，大做人对嘛？冬天路热的，翘背嘞对嘛？冬天路热，该冬天那路，冬天冬天，你你冬天冬天路热。 နော်ဒီ၃ညကြောင့်ဒီ၃ညဆို၃ညနှလုံးဒီနှစ်ကြောင့်ဒီနှစ်ဆိုတော့နှစ်နှလုံးဒီ၃ညကြောင့်ဒီ၃ညဖြစ်အောင်ဆိုရင်6ပိတ်မှာ၃ညနှလုံးရပြီကဲဒါဆိုရင်ဗာလေခုနအပိတ်ရပြီထိတ်ကိုကြည့်မယ်ထိတ်ကိုကြည့်တော့သူကဒီ၃ညကြောင့်နဲ့ဒီ၃ညလို့ဖြစ်ပြီးတာနဲ့၃ညရဲ့ပါဝါကဗာလေငါတဲ့အဲ့တော့ဒီနှလုံးစီငါလို့ပြန်ထည့်ရမယ် မှာ6ရှိချင်းကြောင့်6ထိပ်ပါတဲ့ဒါဆိုရင်3935လို့လူထည့်တာဒီမှာ6ရှိချင်းကြောင့်6ထိပ်ဝယ်ပေးရမယ်ဒါမှနှလုံး5လို့ရှိမယ်ပါဝါထွိုင်းနော်ပါဝါထွိုင်း3935လို့ရိုက်မယ်ဒီ3ကြောင့်ဒီ3ရိုက်မယ်အဲ့တော့3ရဲ့ပါဝါဒီလို5ထည့်မယ်3935လို့သွားတာဟုတ်ပြီနော်ကဲဒါဆိုရင်နောက်တစ်ပွဲစစ်ကြည့်ဒါပရမဘွယ်ဒုတိယဘွယ်စစ်ကြည့်မယ်ဒီနှလုံး2ကြောင့်တဲ့ဒီနှလုံး2လို့ဖြစ်အောင်ဒီမှာ6ရှိချင်းကြောင့်လေ8ပိတ်မယ်တဲ့ ဒါဆိုရှစ်အပိတ်လို့ရတယ်အဲ့တော့နှစ်ရဲ့ပါဝါစီတဲ့ဘာလဲခွန်လို့ထည့်ပေးရမယ်အဲ့တော့ဘယ်လိုခွန်မလဲဆိုတော့ဒီနှလုံးခွန်လို့ထည့်ပေးရဒီမှာခွန်အပိတ်လို့ရှိတာချင်းကြောင့်ခွန်ဖြစ်အောင်ဆိုရင်ဒီမှာတုံညာထိတ်ဆက်ပေးရမယ်ဒါဆိုရင်တုံညာရှစ်လို့တကွက်တဲ့ထည့်တယ်ဟုတ်ပြီနော်ဒါတခွက်ရဲသွားတာနော်အဲ့ဒါမနေ့ဖြန်3.6တို့ဒီညနေထိုးခဲ့တဲ့3.6နော်ကဲဒါဆိုရင်အခု ထပ်ကြည့်မယ်ဒီမှာ၃ညထိပ်ဒီမှာ၃ညပိတ်ဒီနှလုံး၃ညကြောင်းတဲ့ဒီလို၃ညဖြစ်အောင်ဆိုရင်ဒီမှာ6လို့ပိတ်ပြီးရမယ်တဲ့အဲ့တော့၃ည၃ညလို့ရပြီ၃ညရဲ့ပါဝါဒီတဲ့5လို့ထည့်ရမယ်အဲ့တော့ဒီမှာ5ဖြစ်အောင်ဆိုရင်ကျားတို့ဘာထည့်မလဲဒီမှာ5ပိတ်ထားပြီအဲ့တော့ဒီနှလုံးပေါင်း5ထည့်မှာဆိုရင်ဘာထိတ်ဝင်မလဲ၃ညထိတ်လို့ဝင်ရမယ်မိတ်ဆွေ၃ညထိတ်လို့ဝင်ဒါဆိုရင်၃ည6တကွက်တဲ့သွားတာကဲကြည့်ရင်လှုပ်ထား နော်ကြံ့ရင်လို့မကြံ့ရင်မလုံနဲ့နော်ကျွန်တော်တို့တွေ့တာမြင်တာတော့အကောလို့ချပြပေးလိုက်ပြီနော်အကောလို့ပြပေးလိုက်ပြီအဲ့တော့နှစ်ခွန်၃၆၄နေကုန်ထိုးမယ်နဲ့ဖန်ညက်နေစက်မတင်တော့ဟုတ်လားနော်တွေ့တယ်မတင်တော့ဘူးမတွေ့တယ်မတွေ့တော့ရှားလဲရှားမှာလीဟုတ်လားရှားလဲရှားမှာအဲ့ဒီနှစ်ကွက်ပဲတနေကုန်ကစားမယ်ဟုတ်လားကြံ့ရင်ပေါ့လေမကြံ့ရင်တော့မကစားနဲ့ပေါ့ဒီမှာ29ရက်လီလာ2020ကနေကုန်ဟုတ်လားဒီမှာဆရာနေကုန်ကြီးရအဲ့တော့ နှစ်ခွန်တုံည6နေကုန်ကစားမယ်ဟလားအာမယ်နော်အာမယ်နော်နေကုန်ဟုတ်လားကဲအားလုံးပဲအားမယ်နော်အားလုံးပဲစိတ်အချမ်းသာကြီးကိုဦးကျမ်းမကြီးပြည့်စုံကြပါစေလို့ဆန္ဒလိုက်တုံတို့ကပြည့်ကြပါစေဟုတ်လားကြာအားပေးကြတဲ့မိတ်ဆွေများလည်းအထူးပဲကျေးဇူးတင်ပါတယ်လို့အဲ့တော့ဆရာရဲ့ channel လေးကို like and subscribe လေးနဲ့နှိပ်ပြီးကူညီပေးထားကြပါဦးလို့တောင်းဆိုပါတယ်နော်အဲ့တော့ဒီတစ်ပတ်လည်း 3D ဆီကတက်မယ်နော် 3D ဆီကဆိုင်လေးနည်းနည်းကြိုက်တယ်တွေ့လဲတွေ့ထားတယ်ဟုတ်လားအဲ့တော့ဆိုင်လေးကတော့သိပ်ပြီးတော့ရှီရှီဝူးဝူးတော့မဟုတ်ပါဘူးနော်အပင်ဒိုလေးနဲ့ပဲကြိုက်လို့အဲ့တော့ဒီဘက် 3D ဆီကတက်မယ် 3D ကတော့ဘယ်လိုပြောမလဲဆက်တိုင်မတင်ဘူးလေကြိုက်တဲ့အပင်လေးတွေမှတင်မှာမကြိုက်မတင်ဘူးဟုတ်ပြီနော်အဲ့တော့ဒီမှာနှက်ဖြန်ကိုနှစ် ခွန်း306နေကုန်အာကစားမယ်ဟလားကဲအားလုံးပဲဘိုင်ဘိုင်ကဲစိတ်သွားတဲ့ကိုပါ၍ဒူအင်းစံလိုက်ဒလုံးတော့ပြေးကြပါစီဟလားအဲ့တော့ဆရာ channel လေးကို like and subscribe လေးနဲ့ကူညီပေးထားကြကြပါဦး။နည်းနည်းလေးများများလေးဟိုများများလေး share ပေးပါလို့နော်။ဒူဒီဒီဒီဂရုလေးဒီမှာ။အဲ့ဝါသနာပါစီဖြစ်စီမပါစီဖြစ်စီလူကုသူကံဆိုတော့ပြောလို့မရဘူးလေ။ဟုတ်လား။ တခါမှမကြည့်ဘူးလေသူကဘာလို့ဝင်ကြည့်ပြီးတော့ကိုကခဏစိုက်ကကြားတဲ့အချိန်နဲ့သူကြည့်တဲ့အချိန်နဲ့တိုးလိုက်လို့နည်းနည်းပါးပါးထိုးမိလိုက်ရင်လေသူတို့ကံလေးပေါ့ဒါလူကုသကဆိုတော့ပြောလို့မရဘူးနော်ကဲအားလုံးပဲရှင်ပြကြပါစီဗျာစိတ်အချမ်းသာရေးကိုယ်ကြီးကျမ်းမာရေးပြည့်စုံလို့ကာယဒုက္ခစိတ်တဒုက္ခနှစ်ပြဒုက္ခနဲ့ပြည့်စုံကြပါစီလို့နော်တော်လန်းကလိုလန်လန်းလေးဖြောက်ကြပါစီဗျာအိမ်မက်လှလာမက်ကြပါစီကောင်းကောင်းကြံကြံလေးဖြစ်ကြပါစီ 拜拜。Bye bye.